ဒီနေ့ဗီဒီယိုလေးမှာတော့ A75 ကင်မရာကို review လုပ်ပေးသွားမှာဖြစ်ပါတယ် Alpha ကင်မရာကလက်ထဲမှာရှိပြီးတော့ enhance review လုပ်ရမယ်ဆိုရင်တော့ပို့ပြီးတော့တိကျတယ် detail ပို့ပြီးတော့ပြောပြပေးလို့ရမယ်သူ့မှာအဓိကပြောင်းလဲသွားတဲ့ function အသစ်တွေ setting အသစ်တွေနဲ့ A74 နဲ့ဘာကွာွားလဲဆိုတဲ့ဟာလေးကို compare လုပ်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်ထူးထူးခြားခြား ပြောင်းလဲသွားတဲ့ဟာကတော့ LCD screen ပါပဲ screen ကိုကြိုက်တဲ့ angle နဲ့ကစားပြီးတော့ကျွန်တော်ရိုက်ကူးလို့ရမှာဖြစ်တယ်ဒီ screen ကြောင့်မို့လဲကင်မရာရဲ့အလေးချိန်ကနည်းနည်းလေးပိုသွားပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့က LCD ရဲ့ resolution ကိုလည်းမြင့်လိုက်တယ်ပေါ့နော် A75 မှာတော့ LCD resolution ကကျွန်တော်တို့က2.1 million dot LCD ဖြစ်သွားတယ် Sony ကင်မရာမှာကတော့1 million ကျော်ကျော်လောက်နဲ့ LCD တွေကတုံးနေတာတော်တော်လေးကြာသွားပြီပေါ့နော်ကျွန်တော် Sony ကင်မရာကိုစပြီးတော့ကင်တုံးနေတာ LCD resolution လေးကိုကျွန်တော်မြင့်မြင့်လေးဖြစ်စေချင်ခဲ့တာကြာပြီဆိုတော့ A75 မှာကတော့ LCD လေးကိုဒီလို update လုပ်ပေးထားတဲ့ဟာတွေ့ရတယ်။နောက်တစ်ခုကတော့ 4K ကို120 frame per second နဲ့ရလို့ရပါမယ်။ဒါပေမဲ့1.5 crop တော့ဖြစ်မယ်။ A75 မှာတော့ 4K 60 frame per second ကို no crop နဲ့ရလို့ရမှာဖြစ်တယ်။ A74 မှာကတော့1.5 times crop ရှိပါတယ် a75 မှာ USC တိုက်စီကိုနှစ်ခုတောင်ထည့်ပေးတာ။တစ်ခုကတော့ data အတွက်ပေါ့နောက်တစ်ခုကတော့ကျွန်တော် shooting accessory တက်ဖို့အတွက်ပေါ့နော် streaming service တွေပါညာရေးလုပ်မယ်ဆိုလို့ရှိရင်လည်း 4K အထိ support ပေးသွားတဲ့ဟာကိုအတွေ့ရတယ်ပေါ့နော်။အဲ A74 မှာတော့တော့ USB streaming လုပ်ပြီးဆိုလို့ရှိရင်တော့ 1080p ပဲရမှာပဲဖြစ်တယ်။ maximum shutter speed ကတော့16000အထိရိုက်လို့ရတယ်ပြောတယ်။ A74 တော့တော့ shutter speed က8000အထိပဲရိုက်လို့ရတယ်ပေါ့နော်။ frame per second ကိုပြောမယ်ဆိုလို့ရှိရင် frame per second ကတော့တော်တော်လေးကိုအားရတယ်။ 30 frame per second အနေနဲ့ရိုက်လို့ရမှာပဲဖြစ်တယ်ဆိုတော့ A74 မှာတော့10 frame per second ပဲရိုက်လို့ရမှာ10 frame per second ဆိုတော့ကျွန်တော်တို့ sport ရိုက်မယ်ဆိုရင်တော့ရိုက်လို့မရတာမဟုတ်ရိုက်လို့ရတယ်10 frame ပဲရိုက်လို့ရတဲ့ဟာကိုကျွန်တော်တို့သူ့ရဲ့ processor နဲ့ buffer နဲ့ကတွဲပြီးတော့အလုပ်လုပ်မယ်ဆိုလို့ရှိရင် max out ခဏလေးနဲ့ဖြစ်မှာပေါ့နော်ပုံမှန်ခဏလေးနဲ့ပြည့်သွားမယ်30 frame per second ရိုက်လို့ရတဲ့ camera ရဲ့ buffer ကြောင့်ကျွန်တော်20လောက်ရိုက်ပြီးရက်မယ်ဆိုရင်တော့မှဒါတော်တော်များများအဆင်ပြေဘဝမှာဖြစ်တယ်သူစွမ်းဆောင်နိုင်တာ30ဆိုရင်ကျွန်တော်တော့တစ်ဝက်လောက်ပဲသုံးတာဆိုတော့သူ့အတွက်လည်းကျွန်တော်တို့ walking walking room လေးရှိမှာပေါ့နော်အလုပ်သူအလုပ်လုပ်ဖို့အတွက်ကို process လုပ်ဖို့အတွက်ကိုနေရာလေးနဲ့အချိန်လေးပေါ့နော် processor လည်းအရင်ကြီး overload မဖြစ်တော့ဘူးပေါ့နော်ဆိုတော့30 frame per second ဖြစ်သွားတဲ့ဟာလေးတော့တော်တော်လေးသဘောကျတယ် electronic viewfinder ကို blackout free လို့တော့ပြောထားတယ်ကျွန်တော်ဓာတ်ပုံတွေကို continuous fine နဲ့ရိုက်ပြီးဆိုလို့ရှိရင်ခုနပြောတဲ့ကျွန်တော်30 frame per second လို့မို့မနော်အဲဒါမျိုးကို viewfinder တွေကချောင်းပြီးရိုက်မယ်ဆိုလို့ရှိရင် screen ကမဲသွားနိုင်တယ်ဒီဘက်မှာ process လုပ်နေတာဖြစ်တဲ့ကြောင့် display ဘက်ကိုတည်င်းမပို့နိုင်အောင်မပြနိုင်အောင်အဲ့လိုအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က blackout ဖြစ်သွားနိုင်တယ်ဗောနော်အဲ့တော့အဲ့တော့ဒီလို blackout မဖြစ်ဖို့အတွက်ကိုလည်းသူက blackout free လေးလုပ်ပေးထားတာပဲဖြစ်ပါတယ် a 7 5မှာထူးထူးချေချာထက်ထည့်ပေးထားတဲ့ဟာကတော့ကျွန်တော်တို့ pre capture ပေါ့ pre capture ဆိုတဲ့ဟာလေးကတော့ကျွန်တော်တို့က1 second အထိသူပေးထားတယ်ဒါ ါကကျွန်တော်တို့ကဒီ moment တစ်ခုဘောလုံးပွဲကိုရိုက်တာပဲဖြစ်ဖြစ်ကျွန်တော် wildlife ရိုက်တဲ့ဟာမျိုးပဲဖြစ်ဖြစ်ပေါ့နော်1 second pre capture ရှိတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့အဲ့ထဲမှာမှကျွန်တော်တို့ပုံလေးတွေကိုပြန်ပြီးတော့ဥမာ goal သွင်းလိုက်တယ်ဆိုရင် goal မသွင်းခင် pre capture function လေး on ထားလိုက်မယ်ဆိုရင် goal မသွင်းခင်ကန်တဲ့ပုံမှာကျွန်တော်တို့ရွာနိုင်တယ်တကယ်လို့ goal သွင်းပြီးမှရိုက်လိုက်မယ်ဆိုလို့ရှိရင်လည်း goal ဝင်သွားတဲ့ပုံလေးကိုရအောင်ရနိုင်တယ်သူ့အတွက်တော့ buffer state နဲ့ဒီ cut တွေ တခြားဘာတွေတောင်းလာမလဲဆိုတဲ့ဟာကတော့ကင်မရာလက်ထဲရောက်မှာပဲလက်တွေဆန်းရိုက်ကြည့်ပြီးမှာပဲပြောပြလို့ရမယ်အခုလောလောဆယ်ချောညာထဲမှာတော့တော်တော်လေးမိုက်တယ်ဗောနော် roller ဂျီပက်လာဆိုတဲ့ဟာလည်းကျွန်တော် confirm တော့မပြောနိုင်သေးဘူး pre capture ရတယ်ဆိုတဲ့ဟာပဲလောလောဆယ်သိထားသေးရဗောနော်နောက်တစ်ခုကတော့ AI chip ထည့်ထားတာဖြစ်တော့ကြောင့်မို့ auto focus စနစ်မှာကျွန်တော်တို့ကလူဆိုရင်လူတရိတ်ဆန်ဆိုရင်တရိတ်ဆန်ကားယထာအကုန်လုံးခွဲခြားပြီးတော့သူ့ဘာသူ subject ရွေးရွေးွားမှာပဲဖြစ်တယ်ဗောနော်အရင်တော့ auto focus စနစ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့လူရရင်လူဟိုမှကျွန်တော်တို့ eye focus ကို left လား right လားဒါမှမဟုတ် anime ဆို anime ယထာဆိုယထာအဲ့ဒါလေးတွေကတော်တော်ပြီးတော့ကိုက change ပေးရမနော် change ပေးမှသာလင်ကိုရိုက်နေတဲ့ subject ပုံမူဒီလဲလဲ change မှသာလင်ပို့ပြီးတော့ရုပ်ထွက်လည်းကောင်းတယ်ပို့ပြီးတော့တိကျတဲ့ focus တွေလည်းရမှာပဲဖြစ်တယ်အခုကတော့ဒီ AI feature ပါတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကသူ့ဘာသူ auto လူလားကားလားတရိတ်ဆန်လားဆိုတဲ့ဟာကိုခွဲခြားပေးတယ်ဆိုတော့ Sony ရဲ့ auto focus နဲ့ကတော့လက်ရှိထဲမှာတော့ကျွန်တော်အကောင်းဆုံးလို့တော့ အာပြောလို့တော့ရတယ်ပေါ့နော်ဆိုတော့ဗာ technology မှာတော့ Sony Auto Focus ကိုကျွန်တော်ကတော့တော်တော်လေးကြိုက်တယ်။ကောင်းသွားတဲ့ improvement တွေရှိပေမဲ့ Sojo အနေနဲ့ကျတော့ဗာရှိလဲဆိုတော့ third party lens တွေအကုန်လုံးကို support ပေးချင်မှာပေးတော့မယ်။ဘာဖြစ်လို့လဲဆိုတော့သူ့မှာဒီ processor အသစ် AI chip အသစ်နဲ့ Auto Focus စနစ်အသစ်ကိုထည့်သွင်းပြီးတော့အသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့သူထုတ်ထားတဲ့ original lens တွေနဲ့ပဲတွဲသုံးမှသာလဲဒီ feature တွေကအကုန်လုံးအလုပ်လုပ်နိုင်မယ်။ဥပမာ G-Master 1ဆိုရင် support မပေးဘူးဆိုလို့ရှိရင် Auto Focus စနစ်အသစ်နဲ့ support ရဖို့အတွက်ဆိုရင်ကျွန်တော်တို့ firmware မြှင့်လိုက်ရုံနဲ့ရသွားနိုင်တယ်။ third party ီရဲ့အနေနဲ့ကလည်းထိုနည်း၎င်းပဲဖြစ်မယ်လို့ထင်တာပဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ firmware ကို update လေးလုပ်လို့ရတဲ့ man blue တွေလည်းရှိနေပြီပေါ့နော်။ဥမာ vitros တို့ tamron တို့ sigma တို့ဆိုလို့ရှိရင်လည်းတချို့ man blue တွေဆိုရင် firmware ကိုကျွန်တော်တို့ကတန်းပြီးတော့ update လုပ်လို့ရတယ်။ကင်မရာနဲ့တွဲပြီးလုပ်ရင်လည်းလုပ်မယ်။ဒါမှမဟုတ် computer နဲ့တွဲပြီးတော့လုပ်ရင်လည်းလုပ်မယ်။လက်တလုံးမှာ technology အစ်စ်နဲ့ကတော့ကျွန်တော် match ဖြစ်နေဦးမှာမဟုတ်သေးဘူး။ဒါပေမဲ့ကျွန်တော်ထင်တယ်ဒီ third party company ကပညာရှင်တွေကလည်းသူတို့ရဲ့ lens တွေကဒီ sony camera မှာသုံးလို့ရဖို့အတွက်ကိုတော့မစူးစမ်းနေတော့နေမှာမဟုတ်အဲ့တော့လက်တလုံးမှာတော့ ဒီဟာကရမှာမဟုတ်သေးဘူးဒါပေမဲ့နောက်မှာနောက်နည်းနည်းလေးကြာသွားပြီးပါရင်တော့ရကောင်းရသွားနိုင်တယ် AI ချစ်ပါလာတဲ့သူသူမှာကဆို AI framing တွေပါလာမယ် Sony မှာကဗျာအရင်ဆုံးတည်းကဒီ auto framing ဆိုတဲ့ဟာပေါ့ဓာတ်ပုံတွေရိုက်ပြီးလိုက်ဆိုရင်ကျွန်တော်တို့က portrait တွေ landscape တွေကိုသူကသူ auto frame ဖြတ်ပေးတဲ့စနစ်တွေပါတယ်ဓာတ်ပုံမှာကဒါကဒီ Sony ရဲ့ Alpha series မထွက်ခင်ရှေ့တစ်စီးတွေပေါ့နော်အဲအဲ series မှာတုန်းကအဲစနစ်တွေကပါတဲ့ဟာကိုကျွန်တော်တွေ့ဘူးတယ်ဒီမှာကကြတော့ video clip ဖြစ်သွားပြီဆိုတဲ့အချိန်ကျတော့ video feature မှာပါကျွန်တော်တို့က video ရိုက်နေတဲ့ဆိုတဲ့အချိန်မှာ auto framing AI framing ဆိုတဲ့ဟာလေးပါလာတယ်ဆိုတော့ဒီ feature ကကျွန်တော်6900မှာလဲဒီ feature လေးကိုတွေ့လိုက်တဲ့အဲ ော့ကင်မရာကိုကျွန်တော် tripod button မျိုးရိုက်ထားလို့ရတယ်ပြီးတော့လူကဟိုလျှောက်သွားတိလျှောက်သွားဆိုရဲ့အချိန်မှာသူက sensor ကို crop လုပ်ပြီးတော့ auto frame ပေါ့နော်ကင်မရာကလူကိုလိုက်ပန်နေဆွဲပုံစံမျိုးလေးပေါ့အဲ့လို box လေးနဲ့သွားပြီးတော့အလုပ်ပေးတဲ့စနစ်လေးပါတယ်ဒီဟာကလည်းကျွန်တော်မဆန်းဘူးသေးရဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ resolution အနေနဲ့ဆိုရင် down set ပဲဘယ်လောက်လုပ်လာ sensor ကိုဘယ်လို crop လုပ်ပြီးတော့မှ tracking လိုက်လဲဆိုတဲ့ဟာပေါ့နော်ဒီဟာကတော့ကျွန်တော်လည်းတေချာစမ်းသပ်ပြီးမှပဲပြောပြပေးလို့ရမယ်ဒီ setting တွေကတော့ပါတယ်မတုံဖူးသေးဘူးပေါ့နော်အဲ့တော့ကြောင့်မို့ဒီဟာတော့ပြောလို့မရသေးဘူးဒီ sensor stabilize eye base တွေမပေါ်ခင် lens မှာရှိနေတဲ့ image stabilizer တွေမရခင်နှုန်းထဲက video camera တွေမှာဆိုလို့ရှိရင် stabilize ဆိုတဲ့ function တွေပါတယ်ဒါကတော့ editing software တွေထဲမှာကျွန်တော်တို့က web stabilizer တို့ stabilize လုပ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆို digital နဲ့ပဲသွားပြီးတော့ရှိနေတဲ့အဲ့လှုပ်ရှားသွားတဲ့ဟာလေးတွေအကုန်လုံး zoom လေးနည်းနည်းလေး crop လုပ်ပြီးတော့ stabilize လုပ်ပြီးရဲ setting ပေါ့ဆိုတော့ဒီလို setting ကလည်းသူ့မှာက တော်တော်လေးကောင်းသွားပြီပြောတယ်မှန်မလို့မှပါတဲ့ဟာရယ် ibis မှာပါတဲ့ stabilizer ရယ်ဒီအခု ai မှာပါတဲ့ stabilizer ရယ်ပေါင်းပြီးတော့လုပ်မယ်ဆိုရင်ကျွန်တော်တို့ gimbal မှာပါပဲရိုက်ရင်တော့မှ gimbal နဲ့ရိုက်တဲ့ကဲ့သို့ဖြစ်မယ်လို့တော့ကြေညာထားရတယ်ပေါ့နော် dynamic active stabilization လို့ခေါ်ရတယ်ပေါ့နော်အဲကျွန်တော်မဆန်းရသေးတော့ကျွန်တော်တိကျမပြောနိုင်သေးဘူး stabilizer ကကျွန်တော်တို့က7.5 store ရပါပြီဒါက e75 မှာပေါ့နော်အရင် e74 တော့ဆိုရင်တော့ကျွန်တော်တို့က5.5 store ဆိုတော့ exposure 2 store လောက်တော့ပို့ပြီးတော့ကောင်းသွားတယ်ပေါ့နော် sensor stabilize တွေကိုကျွန်တော်တို့ကတည်တည်ဝင်ဝင်ကျွန်တော်တို့လည်းမဆန်းဘူးဆိုတော့ video တော့မှဟန်းဟန်းရိုက် ဲတဲ့ချိန်လောက်ပဲဖွင့်ပြီးတော့ရိုက်တာပေါ့နော်ဒီ snap photo တို့ even photo တို့မှာဆိုရင်တော့ sensor stabilizer ကတော်တော်လေးအဆင်ပြေတယ် commercial work တွေမှာအဆင်မပြေဘူးပေါ့နော် a75 မှာတော့ heat ကို distribution လုပ်တဲ့စနစ်ကပိုကောင်းတယ်လို့ပြောတယ်ကျွန်တော်ထင်တာတော့ processor ကပိုကောင်းသွားပြီးတော့ processor ကအရင် overload မလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် heat ရော့တယ်လို့ပဲထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော် gaming pc တွေမှာဆိုလို့ရှိရင် UI ပုံမှန် Microsoft Office တို့ဘာအောင်ညာတော့တုံးနေရဆိုတဲ့အချိန်မှကြာလို့ရှိရင် CPU ရဲ့ process ကအလုံးမလုံးရတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ graphic card fan တွေ၊ကျန်တဲ့ fan တွေအကုန်လုံးကညော့တယ်။ဆိုတော့ camera ရဲ့ processor လည်းဒီသဘောတရားအတိုင်းပဲဖြစ်မယ်။ကျွန်တော်တို့က heavy overload တွေမလုပ်ဘူးဆိုတဲ့အချိန်မှကြာလို့ရှိရင် processor ကအရန် power မသုံးဘူးဆိုလို့ရှိရင် heat မထွက်ဘူး။ 4K ကိုကျွန်တော်တို့သူ120ရတယ်ဆိုလို့ရှိရင်120နဲ့ရိုက်ပြီဆိုရင်တော့ camera ကတော့ heat တက်မှာပဲ။သူတို့တိုင်းပြည်မှာရှိနေတဲ့အပူချိန်နဲ့ကျွန်တော်တို့တိုင်းပြည်မှာရှိနေတဲ့အပူချိန်တွေ A ချိန်တွေကတူမှာမဟုတ်ဘူး။ A74 မှာဆိုရင် auto ရိုက်ပြီဆိုလို့ရှိရင် A73 ရော A74 ပေါ့နော်။နည်းနည်းလေးတောက်လျှောက် long record ယူပြီဆိုလို့ရှိရင် ကျွန်တော်တို့ heat တက်တဲ့ပြဿနာလေးရှိတတ်တယ်။သူ့မှာတော့ heat တက်တဲ့ပြဿနာရော့သွားတယ်။ body တူတူမှာ heat distribution ကိုဘယ်လိုလုပ်လိုက်လဲဆိုတဲ့ဟာကတော့ကျွန်တော်ထင်တာက processor speed ကိုမြင်ပြီးတော့ power loading လေး short လိုက်တယ်လို့တော့ကျွန်တော်ကမြင်တာပဲ။ A73 နဲ့ A74 မှာတော့ overheat လေးဖြစ်နိုင်တယ်။ battery တန်းကလည်း24%ပို့ပြီးတော့အသုံးခံနိုင်သွားတယ်။ processing ကိုမြင်ပြီးတော့မလိုအပ်တဲ့ power consumption လေးတွေ short ချလိုက်တာပေါ့နော်။အဲ့တော့ကျွန်တော် battery life နည်းနည်းလေးပို့ကောင်းသွားတာပေါ့။ကျွန်တော်ပြောတဲ့ဟာကမှားရင်လည်းမှားမှာပေါ့နော်။ဒါကကျွန်တော် camera T twin ထုတ်လုပ်တဲ့လူမဟုတ်တဲ့ဆိုတဲ့အချိန်ကြောင့်ဖြစ်နိုင်နေရှိတဲ့ဟာကိုကျွန်တော်စိတ်ကူးနဲ့ပြောတာပဲဖြစ်တယ်။ ကျွန်တော်ပြောတဲ့ဟာအမှန်လို့တော့လည်းမယူဆစေချင်ဘူးနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဗီဒီယိုကင်မရာမန်တွေအတွက်တော်တော်လေးကိုအဆင်ပြေတဲ့ဟာပေါ့နော် final output ဘယ်လိုထွက်မလဲဆိုတာသိချင်တယ်ဆိုရင် in camera ထဲမှာမရအောင်ကျွန်တော်တို့ Asia Ne monitor ထဲမှာမှကျွန်တော်တို့ကကျွန်တော်တို့ရဲ့သုံးချင်တဲ့ LED တွေကိုထည့်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် color grade လုပ်လိုက်လို့ရှိရင်ဘယ်လိုရုပ်ထွက်သွားမလဲဆိုတဲ့ဟာကိုအနည်းဆုံးပြပေးမှာပဲဖြစ်တယ်ဆိုတော့ဒီလိုအနည်းဆုံးပြပေးမဲ့ရုပ်ထွက်တွေကိုကျွန်တော်တို့က ကြည့်ခြင်းလေဆိုလို့ရှိရင်ကျွန်တော်တို့ HDR နဲ့ monitor တွေသုံးမှာပဲရတယ်။အခုကတော့သူ့ရဲ့ကင်မရာထဲမှာလည်းကျွန်တော်တို့အသုံးပြုမဲ့လက်ကိုထည့်ပြီးသွားတော့ကင်မရာ LCD ပုံမှာတန်းပြီးတော့ကြည့်လို့ရတယ်ဆိုတော့ဒါလေးကလည်းအာနည်းနည်းလေးထူးခြားသွားတဲ့ setting လေးလို့ပြောလို့ရတယ်ပေါ့နော်။ photo mark နဲ့ video ဆိုတော့ကျွန်တော် A7 3D ဒုံးနဲ့က 4K ဗီဒီယိုရိုက်နေတဲ့အချိန်မှာကျွန်တော်တို့က photo capture ပြန်လုပ်လို့ရတယ်။ 4K dimension အတိုင်းကိုကျွန်တော်တို့ခြေပတ်ပုံတစ်ပုံဆွဲထုတ်လိုက်တာပေါ့။ဆိုတော့အဲ့ဟာကတော့ကျွန်တော်8 မဂါပစယ်10မဂါပစယ်ဝင်ကျင်တော့ရှိလိမ့်မယ်ဒီဟာ resolution ဘယ်လောက်ပေးထားလဲဆိုရဲဟာကိုကျွန်တော်မသိသေးဘူးအခု video ရိုက်နေတဲ့အချိန်မှာပဲကျွန်တော် shutter clock နှိပ်လိုက်ပြီဆိုလို့ရှိရင် photo marker အနေနဲ့ကျွန်တော်တို့မှတ်ပေးထားမှာဖြစ်တယ် iPhone မှာဆိုလို့ရှိရင်မြတ် video ရိုက်နေတဲ့အဝိုင်းလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ဓာတ်ပုံ photo capture လုပ်ပေးရဲဆိုတော့ဒီသဘောတရားအတိုင်းပဲဗျာ mirrorless camera ဒီမှာမှမှကျွန်တော်တို့ဒီ function ပါလာတယ်ဆိုရဲသဘောဖြစ်သွားတာပေါ့ professional အတွက်အနေနဲ့သုံးမယ်ဆိုရင်ဒါကြီးကတော့အဆင်ပြေနေမယ်လို့တော့ကျွန်တော်တို့မထင်ဘူး mobile competitor တွေလည်းရှိရဖြစ်တော့ကြောင့်မို့မင်းရဲ့ကင်မရာထက်ငါတို့ဖုန်းကပိုကောင်းပါတယ်ဆိုတာမျိုးတွေကလည်းအခုက အရင်ကြော်ညာရရဆိုတဲ့အချိန်မျိုးကြောင့်ကင်မရာမှာလည်းဒီလို setting လေးပေါင်ထည့်ပေးရလို့ပဲကျွန်တော်ကတော့ထင်မြင်ယူဆပြီးတော့ပြောပြရပဲဖြစ်ပါတယ် A7 V မှာပါတဲ့ setting အသစ်တွေ feature အသစ်တွေအကြောင်းကတော့ကျွန်တော်လက်လန်းမီသလောက်ရှာဖွေစုစည်းပြီးတော့တင်ပြပေးထားပဲဖြစ်တယ်ကျွန်တော်ပြောပြရတဲ့အထဲမှာမပါတဲ့အချက်တွေလည်းရှိကောင်းရှိနေနိုင်ပါတယ်အာဒါကတော့ကျွန်တော်လက်လန်းမီသလောက်လေးကိုစုစည်းပြီးတော့ sharing လုပ်ပေးတာပဲဖြစ်ပါတယ်ဆိုတော့ A7 V နဲ့ပတ်သက်ပြီးတော့မရှင်းတာအမေးရှင်းတာရှိရဆိုရင်ကျွန်တော် comment မှာဆွေးနွေးခဲ့လို့ရပါတယ်နောက်တဲ့ video တွေမှာတွေ့မယ်နော်